အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ရဖြစ်ပါတယ်ဗျာဒီနေ့မှတော့မျက်နှာမြင်ချစ်ခင်စေရမယ်အတန်ကြာတနာရမယ်သွာလာနေရာတိုင်းမှာမျက်လန်းမျက်နှာပွင့်လန်းစေမယ်မျက်နှာပွင့်ရင်မန်းကာတာလေးနဲ့မျက်အောင်ပေးမှဖြစ်ပါတယ် အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီကားတော်ကိုအသုံးပြုပြီးလို့ရှိရင်မိတ်ဆွေများရဲ့မျက်နှာလုံးဝဂလိုးနေရမယ်လူတိုင်းရချစ်ခင်နှစ်သက်ရစေမယ်အဲ့တော့ကျွန်တော်တို့တွေလူတွေရချစ်လာရမယ်နှစ်တွေရလည်းချစ်လာရမယ်အစွမ်းတက်တဲ့ကာရာစင်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေအခုအခုလိုပေါ့နော်အခုလိုခကြီးတဲ့မှာမျက်နှာလေးဂလိုးဖို့အတွက်အဲ့တော့တိန်းတိန်းနေဆဲကြီးတန်းအဲ့လိုမိတ်ကအကောင်းစားတွေစပိဘိုင်းညာတွေအဲ့လိုတုံးကြတယ်အဲ့ဒါမျိုးတွေတုံးစားမလိုပါဘူးအဲ့တော့ကျွန်တော်ခုပြောမဲ့နီလန်းကိုမိတ်ဆွေများအသုံးပြုလိုက်ကြည့်ပါ မိတ်ဆွေများရဲ့မျက်နှာကြည့်လိုက်တာနဲ့ရှိန်တက်နေတယ်အယောင်ဝါလေးထွက်နေတယ်အဲ့တော့ကျွန်တော်တို့ဒီလူကြည့်လိုက်တာနဲ့ဟာဒီလူကတကယ်ကိုအယောင်ဝါတက်နေတယ်ဖုံးမြင့်ကံမြင့်တယောက်ပဲလို့လူတွေများကိုယ့်ကိုထင်မြင်ကြပါလိမ့်မယ်ဒါနဲ့မကသေးပါဘူးအဲ့တော့ဘောပူရိဒယောက်ျားတွေရောမိန်းမတွေရောကိုယ့်ကိုကုညီပေးခြင်းစီလေးပေါက်လိမ့်မယ်အလုတ်ထဲမှာလည်းကိုယ့်ကိုနေရာတွေပေးမယ်အထက်လူကြီးလေးချစ်ခင်နဲ့တက်မယ်အိမ်ထဲမှာမိဘဘဝဆရာသမားတွေကချစ်ခင်နဲ့တက်ခြင်းနေခံရမယ် ကို့အရင်တော့မြေမုံကျိုးနေတဲ့အပေါင်းဖော်တွေလူကြီးသူမတွေကပြန်လည်ပြီးတော့သဘောကျလာစေရမယ်။အဲ့လောက်ထိတော့အစွမ်းထက်ပါတယ်။ဒါကြောင့်မလို့အကုန်ကြလဲမရှိလာတဲ့ခုလိုလူတိုင်းချစ်ခင်နှစ်သက်စေတဲ့မျက်နာပွင့်လန်းစေတဲ့ခါရစီလုံးအသုံးပြုလို့ရပါတယ်။အခုဇေယောင်းတဲ့လူဆိုအရန်ကိုလိုတာပေါ့ဗျာနော်အဲ့တော့ဈေးတွေရောင်းတဲ့ခါမျိုးမှာကျွန်တော်ကျွန်တော်မျက်နှာကြီးပုတ်သွိုးနေဘူးမှမဝယ်ချင်ဘူးကျွန်တော်မျက်နှာလေးကပြုံးပြလိုက်တာနဲ့ ဈေးဝယ်တွေကိုနှုတ်ချိုလိုက်တာနဲ့ဈေးဝယ်တွေတပြုံကြီးရောက်လာတာကိုလည်းတွေ့ရတယ်။ဒါကြောင့်မလို့နှုတ်ချိုရှိုးတပားဆိုသလိုပဲအဲ့တော့နှုတ်တဲ့ချိုးဖို့လိုတာပေါ့နော်။အဲ့တော့ကျွန်တော်တို့မျက်နှာကိုမြင်လိုက်တာနဲ့ဟိုပြအဲ့လူတယောက်ကကိုယ့်ကိုသဘောတွေကြားလာတယ်။ဥမာခက်ခဲဖြစ်မယ်ဆိုလို့ရှိရင်လည်းကုညီပင့်ကျင်စိတ်တွေပေါက်လာတယ်။အဲမျက်နှာမြင်ချစ်ခင်ရမယ်အတန်ကြာတနာရမယ်ဆိုတဲ့ခါရအစဉ်လေးပဲဖြစ်ပါတယ်။ဟုတ်ပြီ။ဘယ်လိုတော့အောင်မလဲဆိုတော့လွယ်ပါတယ်။ပထမအောင်ဆုံးကျွန်တော်တို့တွေ အေးကျွန်တော်တို့ကင်နေကြရှိတဲ့အဲကျွန်တော်တို့သုံးနေကြရှိတဲ့အဲကျွန်တော်အဆောင်တစ်ခုခုပဲဖြစ်ဖြစ်အဆောင်မရှိဘူးဆိုလို့ရှိရင်လည်းလက်ပတ်လို့ဥမာဥမာထပ်ပါတော့အဆောင်တို့လက်ပတ်တို့အဲ့လိုမျိုးလေးတချို့ဆောင်ကြတယ်အဲ့ဒါကို APC ကိုမန်းလဲရတယ်အာကျွန်တော်တို့ကျမတို့ကဘာအဆောင် PC မှမရှိဘူးဆိုလေကိစ္စမရှိပါဘူးလက်ကင်ပေါ်တက်ထဲကိုရေမွေးဖြန်းမှာလက်ကင်ပေါ်တော့ရေမွေးဖြန်းပြီးရောအခုကျွန်တော်ပြောမယ်ပထမခါတာတပုတ်ကိုကျွန်တော်တို့တရားရှိကောက်မန်းမယ်အောင် ဗုဒ္ဓံဤဟိဓမ္မံဤဟိတန်ခံဤဟိချင်းစရာချင်းကတ်စရာကတ်အုံဗုဒ္ဓံဤဟိဓမ္မံဤဟိတန်ခံဤဟိချင်းစရာချင်းကတ်စရာကတ်အုံဗုဒ္ဓံဤဟိဓမ္မံဤဟိတန်ခံဤဟိချင်းစရာချင်းကတ်စရာကတ်ဆိုပြီးတော့အမိတ်ပေးပြီးခေါ်လိုက်တဲ့ပုံစံမျိုးနဲ့ရွတ်မယ်ဟုတ်ပြီအဲ့ရီမူဖြန်းတဲ့လက်ကင်မွာလေးကိုကိုနဲ့မကွာဆောင်းထားဗျာကိုရဲ့အင်ကြီးအခက်သေးတွေကိုရဲ့အာကျွန်တော်တို့ကြောပိုးအိတ်တဲ့ဒီအလုပ်တွေပါသွားရဲဆိုလို့ရှိရင်လည်းကိုသွားတဲ့နေရာပဲတော့တော့ယူသွားမယ် အဲ့တော့ဒီလိုကအာဒါကကျွန်တော်မိတ်ဆွေများကိုတချို့မိတ်ဆွေလေးကျွန်တော်ငငယ်လေးရအဆောင်မှာကျွန်တော်ပဒီလေးတွေအဲကျွန်တော်တွေမမုတ်ဆရာကြီးမမုတ်ဆရာတို့ပြီးပေးထားတဲ့ပဒီလေးလေးရောတချို့တော့ပဒီလေးလေးကျွန်းတဲ့ပဒီလေးလေးကျွန်းတဲ့ဆောင်လေးလေးအဲ့လိုမျိုးရှိရင်လည်းအဲ့ပစ္စည်းကိုမန်ပြီးရောဆောင်ထားလို့ရတယ် ရတယ်ဗောနော်ရတယ်အဲ့လိုဘာဆောင်မှမရှိဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိပါဘူးအခုကျွန်တော်ပြောပြတယ်လက်ကင်မော်လေးတထဲကိုလက်ကင်မော်ကတော့ဟောင်းဟောင်းတော့မလုပ်နဲ့ဗောဗျာအစ်တတော်ဖြစ်ရမယ်လက်ကင်မော်လေးတထဲကိုရင်မူးလေးဖြန်ပြီးဒီကားတော့ကို108ဟုတ်108ခောက်ဗောနော်မမ်မီဆောင်းထားပါအဲ့တော့မမ်မီဆောင်းထားရဲ့ဆောင်းထားလဲဆိုပြီးတခါရွတ်လိုက်ရင်တပတ်တိတိဆွမ်းပါတယ် တကယ်တကယ်ကိုအသုံးပြုအသုံးဝင်နေနော်တခါရွင့်တပတ်တိတိစွန်းတယ်ဒါကြောင့်မလို့မိတ်ဆွေများပိုစွန်းထက်ချင်းမနှက်တိုင်း108ကောက်108ကောက်ရွတ်ပါတနေ့တခါရွတ်လိုက်ကြည့်အရန်ကိုအစွန်းထွက်တော့မှာဖြစ်ပါတယ်ဒါကနံပါတ်1ခါတာပေါ့နော်အတူတူပဲနောက်ထပ်လော့မယ့်အရာလေးတစ်ခုရှိပါတယ်အဲ့ဒါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကမျက်နှာသိရမှာကျွန်တော်ကျွန်တော်တို့တွေမနှက်မိုးလင်းလာရင်မျက်နှာလေးသိရတယ်ဟုတ် ဲ့တော့မျက်နှာတွေတက်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကာတာကိုကျွန်တော်တွေအသုံးပြောင်းมาဖြစ်ပါတယ်မျက်နှာလေးတက်တော့မယ်တက်တော့မယ်ဆိုရေခွက်ကိုကင်မယ်ရေခွက်ကင်ပြီးဒီကာတာကိုခုနှစ်ခေါက်ယူမယ်ဘုံတန်ဓမ္မံတန်ကင်စမာတင်ကောအဋ္ဌိယော ပုရိသဓမ္မနန္နံပိယလဗံဒီမဘုံတန်ဓမ္မံတန်ကင်စမာတင်ကောအဋ္ဌိယော ပုရိသဓမ္မနန္နံပိယလဗံဒီမဘုံတန်ဓမ္မံတန်ကင်စမာတင်ကောအဋ္ဌိယောပုရိသဓမ္မနန္နံပိယလဗံဒီမဆိုပြီးရေကွက်ကိုကိုင်မယ် ကင်ပြီးရောခုနှစ်ခေါက်မှန်းပြီးရောမျက်နှာတက်လိုက်ပါမယ်။ဒါပါပဲ။သူ့ကိုတော့နေ့စဉ်လှုပ်ပေးရမှာဖြစ်ပါတယ်။နေ့စဉ်လှုပ်ပေးပြီးတော့55ရက်အကြာမှာမိတ်ဆွေများကိုကိုကိုပြန်ပြီးမှန်ထဲမှာကြည့်ကြည့်လိုက်ပါ။သို့မဟုတ်သူ့တစ်ပါးတစ်ယောက်ယောက်ကိုကြည့်ခိုင်းလိုက်ပါ။အပေါင်းအသင်းတစ်ယောက်ယောက်ကိုကြည့်ကြည့်လိုက်ပါ။တဲ့နေရာရာချီနဲ့ဆဲချီနဲ့တုံးတဲ့မိတ်ကတဲ့ကိုအစွမ်းထက်တာကိုတွေ့ရပါတယ်ကျွန်တော်မင်းရှင်မျက်နှာလုံးဝဂလိုးနေရမယ်ပွဲလန်းပွဲလန်းသပင်းတွေအော်ပွဲတက်တာတွေမျိုးတွေ အဲကျွန်တော်တွေမင်္ဂလာဆောင်နေပွဲလန်းတပင်းနေရှိလို့ရှိရင်အထူးရွတ်သွားတင်ပါတယ်ကိုယ့်မျက်နှာလုံးဝဂလုံးနေတယ်လုံးဝရှင်းကနေဖွင့်ကနေထင်းကနေနဲ့ကြည့်လိုက်တာနဲ့အယောင်ဝါလေးတက်နေတယ်ဟာဖုံးရှင်ကန်ရှင်တယောက်ပဲလို့တော့ကျွန်တော်တွေသိတဲ့ဆရာသမားတွေကကြည့်လိုက်တာနဲ့ဟောဒီလိုကဒီကတော့ရွတ်ထမ်းမန်းကိုသိတာတယ်အဲ့လောက်ထိအောင်အဆွမ်းထက်ပါတယ်တကယ်ဒါတော့ကျွန်တော်မိတ်ဆွေများတွေမျက်နှာမြင်ချစ်ခင်ပါစေအတန်ကြာတနာပါစေလူများလူများနှက်များချစ်ခင်နှစ်သက်လာစေမယ့်အဆွမ်းထက်တဲ့မျက်နှာပွင့်ဂါရာနဲ့အဆောင်ဂါရာလေးမျှောက်ပေးလိုက်ပါတယ် အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်မိတ်ဆွေခနဲ့သားသမီးအားလုံးလည်းမျက်နှာမြင်ချစ်ခင်ကြပါစေအတန်ကြတနာကြပါစေအလုတ်ကိုင်းနေအားလုံးဟာကိုယ့်ကိုဝိုင်းချစ်ကြပြီးအကူအညီတွေဝိုင်းပေးကြပြီးစီးပွားတွေတက်ကြပါစေအလူတန်းတွေလည်းလုံနိုင်ကြပါစေဗျအဲ့တော့မျက်နှာလေးတော့ရှစ်ခေါက်ချိုးတော့မနေနဲ့ပေါ့ဗျမျက်နှာလေးတော့ရွှေရှင်ပြပြလေးနေပေါ့ဒါလေးလို့လိုတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကဲကျွန်တော်မိတ်ဆွေခနဲ့သားသမီးအားလုံးလည်းဆင်ပြေတာကိုမေးခဲ့လို့ရပါတယ်ဗျအဆင်ပြေတဲ့ like subscribe နဲ့ပြီးအားပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျာ